လူတွေဘယ်ဖုန်းအများဆုံးကင်နေကြရဲဆိုတာကိုလည်းကျွန်တော်စိတ်ဝင်စားလို့ကို research လုပ်ကြည့်ခဲ့မှုတယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကအခုလက်တွေ့အသုံးချလို့ရလာတယ်ပေါ့ Android ဖုန်းတွေကျွန်တော်တုံးမှုပါတယ် Samsung လောက်ပဲမတုံးဘူး Android ရဲ့အားသာချက်တချို့လည်းကျွန်တော်သိတယ် Cyanamen ကဒါအစည်းအဝေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် view လေးပဲပေးထားပါတယ်လူတွေမှတ်မိလွယ်မဲ့နာမည်မျိုးစင်တူမရှိသေးတဲ့နာမည်မျိုးဖုန်းဆိုင်လိုအခန်းစားရစေတဲ့နာမည်မျိုးပဲရိုးရိုးပဲပေးထားပါတယ်ကျွန်တော်ဖိတ်စာနဲ့တကွာ launch လုပ်ပါ စီဝိုင်းတစ်ခုလုပ်လို့ရှိရင်တော့အရှုံးဆိုတာလည်းရှိမယ်အမြတ်ဆိုတာလည်းရှိနိုင်တယ်ဒါကတော့ကြိုပြီးတော့ inspect လုပ်ထားပြီးဒါကိစ္စပဲကိုယ်နဲ့ family ရဖြစ်ပြီးသား device တွေဖြစ်တဲ့အတွက်တော့သူများတဲ့ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့ပြောပြနိုင်လိမ့်မယ်ရှင်းပြနိုင်လိမ့်မယ်လို့တော့ထင်တယ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တာဖြစ်တဲ့အတွက်တော့ iPhone ရော Android ရောအကုန်လုပ်ပါဗျာလုပ်ငန်းရှင်ဆိုတဲ့စကားကြီးကမတုံးကျင်သေးပါဘူးဗျာငွေပါမှုဆိုတော့ရှိမှာပါပဲ ဝေဖန်ခံအမောင်ကြောက်နေဘာမှဟိုလုံးဖြစ်တော့မှာမဟုတ်ဆိုင်းနမ်ရဲ့ဒါစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ပြိုးလေးပဲပေးထားပါတယ်လူတွေမှတ်မိလွယ်ပဲနာမည်မျိုးစင်တူမရှိသေးတဲ့နာမည်မျိုးဖုန်းဆိုင်လို့ခံစားရစေတဲ့နာမည်မျိုးပဲရိုးရိုးပဲပေးထားပါတယ်ဒါစကားနာမည်ပေးတာမဟုတ်တဲ့အတွက်နာမည်မှာဗဟေတိတိပါတယ်မပါပါဘူးကျွန်တော်မပြောပြရသေးဘူးကျွန်တော်ဖိတ်စာနဲ့တကွာ launch လုပ်ပါပါ ကျွန်တော်2020နှစ်တုန်းက Fortune Promise တုန်းကလည်းဖုန်းရောင်းမယ်ဆိုပြီးတော့တင်ပြီးပါတယ်။ Interview တချို့လည်းဖြည့်ပူးပါတယ်။အဲဒီတော့ကလည်းမိတ်ဆွေတွေနဲ့တွေ့ပြီးတော့နည်းနည်း market ကိုဘေးကနေလေ့လာကြည့်တဲ့သဘောမျိုးပေါ့နော်။ဆိုတော့အခုကတော့ sign လေးနဲ့ဖြစ်သွားတာ။ဖုန်းတစ်လုံးမှာအမှုပညာတွေဖန်တီးလို့ရမှာဒါကိုအမှုပညာမဆန်တဲ့စီးပွားရေးလို့မယူဆအောင်။အဲမာကတ်တင်းစထရက်ဂျီတွေတော့စဉ်းစားထားတာလေးတွေတော့ရှိတယ်စိတ်ဝင်စားနေရတော့ဖြစ်မှာပါအခုရှိတာပေါ့နော်ကျွန်တော်က ဟိုစီးပွားရေးသမားအစ်စ်မဟုတ်ဘူးကျွန်တော်ကဝါသနာပါတာကိုစီးပွားရေးဖြစ်အောင်လုပ်ကြည့်ခြင်းတဲ့သဘောပဲစီးပွားရေးသမားအစ်စ်မဟုတ်တဲ့အတွက်တော့မိတ်ဆွေတွေရဲ့အကူအညီတွေအများကြီးလိုပါတယ်ယူရပါတယ်အစ်စ်ပဲကျွန်တော်အခုမှသင်ယူနေရတော့စီးပွားရေးတစ်ခုလုပ်လို့ရှင်တော့အရှုံးဆိုတာလည်းရှိမယ်အမြတ်ဆိုတာလည်းရှိနိုင်တယ်ဒါကတော့ကြိုပြီးတော့ expect လုပ်ထားပြီးဒါကိစ္စပဲဘယ်လိုပဲဖြစ်ဖြစ်ဟိုကိုဝါသနာပါတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်တော့ ကိုယ်နဲ့ family ရဖြစ်ပြီးသား device တွေဖြစ်တဲ့အတွက်တော့သူများတဲ့ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့ပြောပြနိုင်လိမ့်မယ်ရှင်းပြနိုင်လိမ့်မယ်လို့တော့ထင်တယ်။ကျန်တာကတော့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာအရှုံးလည်းရှိမယ်အမျက်လည်းရှိမယ်ဒါတော့မျောလင့်ထားပြီးသား။အဲ့ဒါကလည်းကျွန်တော်ဘေးကနေလေ့လာဘူးတာအနှစ်တွေအများကြီးပဲ။ဒီလားလူတွေဘယ်ဖုန်းအများဆုံးကင်နေကြရဲဆိုတာကိုလည်းကျွန်တော်စိတ်ဝင်စားလို့ research လုပ်ကြည့်ခဲ့ဘူးတဲ့။လူတွေဖုန်းတစ်လုံးမှာဘယ်လောက်အချိန်ကုန်နေလဲ။ now ဆိုတော့ဘလို့လူမျိုးကဘယ်နဲ့နှစ်လောက်အကြာမှာဖုန်းအစ်စ်လဲတာလဲဒါမျိုးဆိုတာတွေအထီကိုကျွန်တော်ကစိတ်ဝင်စားလို့ research လုပ်ခဲ့မှုတယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကအခုလက်တွေ့အသုံးချလို့ရလာတယ်ပေါ့ Android phone တွေကျွန်တော်သုံးမှုပါတယ်အဲ Samsung တော့ဘယ်မသုံးလား Android phone တွေကျွန်တော်သုံးမှုပါတယ် Android ရဲ့အားသာချက်တချို့လည်းကျွန်တော်သိတယ်ဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တာဖြစ်တဲ့အတွက်တော့ iPhone ရော Android ရောအကုန်လုံးပါမလေ့လာပါဘူးအဲ့အတွက်ဝန်ထမ်းတွေရှိပါ Samsung ဖုန်းကိုရှင်းပြနိုင်တဲ့ဝန်ထမ်းတွေရှိမှာပါကျွန်တော်ကိုယ်တိုင်ကတော့မသိဘူး Samsung အကြောင်းမသိကျွန်တော်တယောက်တည်းမဟုတ်ဘူးလုပ်ငန်းအတူတူလုပ်တဲ့ share ရှိတယ်ဆိုတော့သူတို့ရဲ့ guideline တွေနဲ့လည်းသွားကြမှာဖြစ်တဲ့အတွက်အဲ့ဒီပိုင်းတော့ကျွန်တော်မစိုးရိမ်ပါဘူး Samsung အကြောင်းလာမင်းရင်ရှင်းပြပေးမဲ့သူရှိကျွန်တော်လုံးချင်မှန်းသူတို့တိတို့ဝိုင်းပြီးတော့အတူတူအကောင့်တွေပေါ်ကြတာပါ သူတို့လောက်တာကိုကျွန်တော်သပောင်းတာလည်းမဟုတ်ကျွန်တော်လောက်တာကိုသူတို့ကလာပောင်းတာမျိုးလည်းမဟုတ်ဘူးကျွန်တော်တို့အတူတူလောက်ကြမယ်ဆိုတဲ့စိတ်နဲ့လောက်ကြတယ်ကျွန်တော်ကကျွန်တော်ကိုင်းနေတာတွေကိုင်ပြီးတော့သူများတွေကိုကျွန်တော်ပြောပြနေတာတွေပြောပြနေရခြင်းကိုပြောအများရှိလာရင်တော့တဖြည်းဖြည်းနဲ့တော့ဟိုချီလန်းလေးတော့ချက်မှာပေါ့နော်ဒါဒီလိုတော့ရှိတာပေါ့ဒါတွေကပြောဖို့တော့စောပါသေးတယ်လုပ်ငန်းရှင်ဆိုတဲ့စကားကြီးကမတုံးကျင်သေးပါဘူးဗျာဘယ်လိုပြောမလဲ အရင်လုပ်ငန်းကြီးကြီးမားမားကြီးလည်းမဟုတ်ပါဘူးကိုဝါကနာပါရာလေးကိုဟိုစလုပ်တဲ့သဘောပါအဲ screening လုပ်ပြီးသွားပြီကျွန်တော်ယုံရဲရရှိဖို့အတွက်လည်းဆက်ပြီးတော့ try နေပါတယ်ယုံရဲရအတိပေးပါဘူးဒါတော့ဝေဖန်မှုဆိုတော့ရှိမှာပါပဲဝေဖန်ခံရမှာကိုကြောက်နေဘာမှဟိုလုံးဖြစ်တော့မှာမဟုတ်ဝေဖန်မှုဆိုတော့ရှိမှာပဲကောင်းဒါတော့ဝေဖန်မှုဆိုတော့ရှိမှာပါပဲ ဝေဖန်ခံရမှာကြောက်နေဘာမှဟိုလှုပ်စစ်တော့မှာမဟုတ်ဝေဖန်မှုဆိုတော့ရှိမှာပဲကောင်းတဲ့သဘောမျိုးအပြုသဘောနဲ့ဝေဖန်တာမျိုးရှိမယ် blind personally attack လုပ်တာမျိုးလည်းရှိမယ်ဒါတော့ဟိုအများနဲ့သက်ဆိုင်တဲ့အလုပ်တစ်ခုလုပ်ပြီးအများရှိကိုထွက်လာပြီဆိုရင်တော့ဘာလာလာလက်ခံရမှာလဲ